ရားသခင်ကနေ့စဉ်နေ့တိုင်းမှာအာလူတွေကိုစကားပြောတဲ့လမ်းကြောင်းတွေအများကြီးရှိတယ်ဘုရားကကျွန်တော်လူတော်မှလူချင်းချင်းစကားပြောတဲ့နီးလမ်းတွေရှိတယ်။အမရင်းနေတဲ့လူဆိုရင်မျက်လုံးချင်းစကားပြောတာတို့အဲအမှုရာနဲ့စကားပြောတာတို့ဒါမှမဟုတ်အချက်ပြပြီးတော့အဲစကားပြောတာတို့ပေါ့နော်တခုခုသူ့ရဲ့တိတ်ခေတလေးတွေရှိတယ်ပေါ့နော်အာတချို့က အဆက်တပြတ်နေတယ်အခုကတော့နိပညာကြီးတိုးတက်နေတော့ဖုန်းနဲ့ဖုန်းဆက်ပြီးတော့စကားပြောတယ်ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဆိုရင်အာဖုန်းတွေမပေါ်ခင်အဲ့လောက်မပေါ်ခင်မနော်ကြိုးပွန်းတွေရှိတယ်ဒါပေမဲ့လူတိုင်းမဆက်သွယ်နိုင်ဘူးဒါပေမဲ့အဲ့လိုမျိုးဝေးကွာနေတဲ့သူတွေနဲ့ဆက်သွယ်ဖို့ရင်စာတိုက်ကနေစာပို့ပြီးတော့စကားပြောတယ်ဒါကတော့မတိုးတက်ခင်ပါပေါ့နော် ါမှတိုးတက်လာတဲ့အခါကျတော့အခုအခုချိန်ဆိုရင်စာပုတ်ပြီးတော့စကားပြောတယ်ဆိုတာမရှိတော့ဘာနဲ့ပြောလဲဖုန်းနဲ့ဖုန်းနဲ့တိုက်ရိုက်ပေါ့နော်အတန်ကြားရတယ်ပေါ့နော်အဲပြောချင်တာစကားပြောတဲ့နေလိုင်းတွေကအများကြီးအများကြီးအဲအင်တာနက်ကနေစကားပြောတာတွေရှိတယ်ဆိုတော့ဘုရားသခင်ကလည်းဒါတွေမပေါ်ခင်ကဘုရားသခင်ကလည်းလူတွေကိုစကားပြောတဲ့နေလိုင်းအမျိုးမျိုးအားဖြင့်နားစွန့်တဲ့သူနှလုံးသားဖွင့်တဲ့သူကတော့ကြားရတယ်ဆိုရင်ဒါဝိဆိုရင်တောထဲမှာရောက်တဲ့ခါမှလည်းဘုရားစကားပြောတဲ့ကြားရတယ်မြင်နေရတဲ့အရာအားဖြင့်ဘုရားကစကားပြောတာတွေကြားရတယ်ဆိုတော့ ဒါကျွန်တော်တို့ယုံကြည်သူတွေဖခင်သားသမီးတွေအတွက်ဖခင်ကနိလန်အမျိုးမျိုးနဲ့စကားပြောနေတယ်ကျွန်တော်တို့ကတ်တက်မထမ်းမိဖို့ရန်အလုံးပဲရည်ကြီးတယ်ကတ်တက်တဲ့သူကတော့ဘလို့မှဖခင်စကားကိုကြားရမှာမဟုတ်ဘူးတချို့ကဒါဒီကျန်းစာနဲ့ပဲဘုရားကစကားပြောတယ်တခြားအဖြစ်မပြောဘူးပေါ့နော်ဘုရားကဖွင့်ပြရတယ်ဘုရားကစကားပြောတယ်ဆိုမယုံနိုင်တော့ဘူးအဲတချို့အရာတွေကလည်းမှန်ပါတယ်တချို့လူတွေကလည်းဒီလိုပြောနာမည်ကြီးခြင်းလို့အဲ့လိုမျိုးအပိုစကားပေါ့နော်ပြောမိသွားတာဘုရားသခင်ကဖွင့်ပြရတယ်အဲ့လိုမျိုးပေါ့နော် အဲဒါကတော့အမှုတော်ဆောင်တွေတတိထားဖို့ဖရာဖွင့်ပြတေချာမှတ်ပြောတာကောင်းတယ်ဖရာဖွင့်ပြတာမဟုတ်ဘဲရှောက်ပြောရင်အမားတွေပါတယ်အဲ့ဒါကြတော့ဘာဖြစ်သွားလဲဆိုတော့ဟိုဖရာတခင်ရဲ့ဂုံချေစုမထင်ရှားပဲနဲ့ကဲ့ရဲ့စရာပေါ့နော်ဖြစ်သွားတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့ဖရာတခင်ကအတန်နဲ့လည်းစကားပြောတယ်အတန်လို့ပြောတဲ့အခါမှာဟိုအများကြီးရှိပါတယ်ဖရာစကားပြောတဲ့တရားဝဲတရားဝဲဆရာအဖင်ဟောလိုက်တဲ့အခါမှာအဲ့ရနေထပ်ကြတော့သူ့စကားပြောနေတယ်ဆိုတဲ့အရာအဲ့လိုမျိုးပရောဖက်တရားဖြစ်ဖျားစကားပြောတယ်နောက်တစ်ခုကဖျားကနံဝိညာဉ်ဖြစ်တယ်နံဝိညာဉ်နဲ့လူရဲ့ဝိညာဉ်ချိတ်ဆက်ပြီးတော့စကားပြောတာရှိတယ် ဆိုတော့ဒါတွေအများကြီးရှိတယ်ဆိုတော့တွေ့ရတယ်။အဲ့တော့ဖရားရဲ့အဲစကားပြောခြင်းကလည်းကျွန်တော်တို့နားမလည်ရင်ပြောလို့ပြောမှမသိဘူးပေါ့နော်။ကျွန်တော်ပြီးသားစုတွေမှာတော့ရှိတယ်အရေးပြအကောင်မမြင်ဘူးပေါ့နော်။သာသမီတို့မျက်လုံးနဲ့စကားပြောလို့ပြောမှလည်းမသိ။အဲ့လိုမျိုးပေါ့နော်။အမူအရာနဲ့ပြောလို့ပြောမှလည်းမသိ။အဲ့လိုမျိုးပေါ့နော်။အဲရှိတယ်လို့တရားကိုကြွကျင်နေသူကအာသူဘာပြောနေပြီလဲဆိုတာပေါ့။နားလေ။သဘောပေါက်တာလဲရှိတယ်။ဆိုတော့ဒီဖရားစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုက်ရိုက်ပြောတာလဲရှိတယ်။ဒီနေ့ဒီနေ့ချင်းလည်းရှိပါတယ်ကျွန်တော်တို့ ဟိုကျွန်တော်တက်ထားတော့မှလည်းဘုရားစကားတန်နေကြားခဲ့ပါတယ်စိတ်ဝိညာဉ်အဖြစ်ပေါ့နော်ဟိုလူတွေဒီလိုမျိုးဟိုအခုပြောသလိုမျိုးအတန်မဟုတ်ဘူးစိတ်ဝိညာဉ်အဖြစ်ဒါပေမဲ့အဲဒီနေရာမှာဘုရားစကားပြောတာသေချာသလားဆိုတဲ့အရာတစ်ခုကဘုရားစကားပြောပြီဆိုရင်ဖြစ်ကိုဖြစ်တယ်ပြောသည့်အတိုင်းဖြစ်တယ်ကျွန်တော်ဆိုလို့ရှိရင်အခက်ခဲကြုံတဲ့အခါဘုရားရောက်လာတယ်တလားအိမ်မက်ထဲမှာစကားပြောတာရှိတယ်ဒီတိုင်းစင်ချင်အောင်မနေတဲ့အချိန်မှာဘုရားပွတ်ပြပလိုက်တာတလားယူပါယုံနဲ့အဲ့လိုဖွင့်ပြတာရှိတယ်ကျွန်တော်စီမှာအများကြီးရှိတယ် ဖခင်ကအရေးမကြီးပဲမပြောဘူးအဲ့ဒါကြတော့အပြောပြီဆိုရင်ဖခင်ပြောတဲ့အတိုင်းပြည့်ကိုပြည့်စုံအဲ့ဒီမှာကျွန်တော်စိုးရိမ်ပူပန်နေတယ်အာဘေးကျန်တဲ့ချက်ဖြစ်နေဒါပေမဲ့ဖခင်ကလာပြီးတော့ဒီတိုင်းဒီတိုင်းဒီတိုင်းလောက်ပါမိမစိုးရိမ်နေငါမင်းနဲ့တူရှိတယ်ဖခင်ပြောတဲ့အတိုင်းတကယ်ကို လက်တွေ့ယုံကြည်ခြင်းနဲ့အဲ့မှာယုံကြည်ချက်လည်းရသွားပြီလက်တွေ့တွားလာလုတ်တဲ့အခါမှာတကယ်ကိုပြည့်စုံတယ်ကျွန်တော်တတ်တာကမှဒီဟာကကိုယ်ရင်ခံစားရဘူးရရလို့ပေါ့နော်ဒါရှိတယ်အသေးစိတ်တော့မပြောတော့ဘူးဆိုတော့ကျွန်တော်တို့နေ့တိုင်းမှာဖခင်ကလူတိုင်းကို တတိမဟုတ်တနည်းနဲ့တော့စကားပြောနေမှာဒီအရာကိုကျွန်တော်တို့အာယုံကြည်သားသမီးတွေအနေနဲ့ကတော့နားလည်ခြင်းနဲ့စိတ်တော်ရှိဖို့လိုတယ်။ကျမ်းစာထဲမှာပထမအဦးဆုံးဘုရားစကားအတန်ကလည်းသင်ယူရတာပေါ့နော်။ရှမွေလဆိုရင်ချက်ချင်းပဲဟိုဒါကဘုရားပြောနေတယ်ဆိုတော့ချက်ချင်းသဘောပေါက်တာတော့မဟုတ်ဘူး။သူငရဲ့ဇင်ယေဘရဟိအမှုအဲဦးကြီးဆောင်ရွက်ပေးနေတဲ့အဲအီလီနားမှာနေစင်မှာဘုရားသခင်ရှမွေလဆိုတဲ့ကျင်းခေါ်တယ်။ဘုရားသခင်ကခေါ်တယ်။ရှမွေလခေါ်တယ်။ဒါပေမဲ့သူနားမလဲသူဘုရားစီသွားလဲဆိုရင်အာ အင်းလေးစီသွားလာအင်းလေးကျွန်တော်တို့ခေါ်သလားအင်းလေးကမခေါ်ပါဘူးအဲ့ကျွန်တော်အင်းလေးလည်းမရိပ်မိသေးဘူးတကယ်တော့ခေါ်တာဖျားသခင်ဟောရှင်မွေလာဖျားစကားတယ်တခါမှမကြဘူးမကြဘူးတာဘူးနောက်တစ်ခါလည်းခေါ်တယ်အာရှင်မွေလာလို့ခေါ်တဲ့ခါမှာအဲ့ဒီမှာအင်းလေးစီသွားပြန်ရောအင်းလေးကငါမခေါ်ဘူးငါသာပြန်အင်းနောက်တစ်ခါလည်းခေါ်တယ်၃ချိန်တက်ခေါ်ရသူဖျားပြောလို့ပြောမှမသိဘူးဒီအင်းလေးကပဲခေါ်တယ်လို့ထင်နေတာဒါပေမဲ့၃ချိန်ရောက်တဲ့ခါကျတော့အင်းလေးကရိပ်မိသွားတယ်ဟာရှင်မွေလာကိုဖျားသခင်ကခေါ်နေပြီဖျားသခင်ရှင်မွေလာကိုစကားပြောနေပြီအဲ့ဒါနဲ့ အီလီကအတွေ့အကြုံရှိတယ်အဲ့ဒီအချိန်မှာဘုရားကအီလီကိုမစကားမပြောတော့ပေမဲ့အီလီကဘုရားသခင်နဲ့ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံရှိတဲ့အတွက်ကြောင့်လို့သူတိသွားတယ်အဲကြောင့်ရှမွေလောက်တင်ပေးလဲရှမွေလာဒီတစ်ချိန်မြင့်ကိုခေါ်လို့ရှိရင်အကျွန်ုပ်ရှိပါအမိန့်ရှိတော်မူပါကိုတော့ကျွန်ုပ်ရှိပါတယ်လို့ထူးပါလို့ပြောတဲ့အခါမှာနောက်တစ်ချိန်ဘုရားသခင်ရှမွေလာရှမွေလာလို့ခေါ်တဲ့အခါမှာအီလီတင်ပေးတိုင်းပဲအကျွန်ုပ်ရှိပါတယ်အိုးဖဘုရားသခင်ကျွန်ုပ်ရှိပါတယ်အမိန့်ရှိတော်မူပါကိုတော့ကျွန်ုပ်ရှိပါလို့ပြောတဲ့အခါဘုရားရဲ့စကားတန်လေးဆက်ပြီးတော့ပေါ့နော်အာသူ ကြားရတယ်အဲ့ကြမှာသူဖျားခင်ကသူ့ကိုစကားပြောနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသဘောပေါက်ပြီးတော့အဲ့ဒီမှာနောက်ပိုင်းမှာသူကအဲ့ရစပြီးတော့ prophet အာအနေနဲ့သူက အမှုစောင့်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကာလလေဖျားကအဲ့ဒီလိုမျိုး စကားမပြောတော့ဘူးလားပြောပါလေစကားကျွန်တော်တို့ကိုယ်ပွဲတဲ့ဖျားကစကားပြောခြင်းနဲ့ဖျားဖြစ်တယ်လူတွေမိတ္တာရပွက်ခြင်းနဲ့ဖျားဖြစ်တယ်တခုပဲရှိတယ်နှလုံးသားထဲမှာစံနေပါကျွန်တော်ရဲ့တတ်တာတော့မှာတော့ဖျားစကားအဲ့ဒီလိုမျိုးအထူးကြားရပြီဆိုအရင်ပြောတယ် ဒါကဖတ်တဲ့ခါမှာလည်းညာစကားပြောလာပြီဆိုအရင်ပြောတယ်ဟုတ်လားကျမ်းစာဖတ်ပြီးတော့ဒီတိုင်းပဲဘာမှနားမလည်ဘူးဘုရားစကားပြောတဲ့အားလည်းမကြားရဘူးဆိုရင်လူကဘာမှမရဘူးဒါပေမဲ့အဲ့တန်းချက်အပြင်ဘုရားကိုထပ်စကားပြောပြီဆိုရင်အရင်ပြောတယ်ပြီးရင်အဲ့အသက်တာယုံကြည်ခြင်းကိုလည်းဒီဆောက်ပြတယ်အဲ့ဒါအပြင်ဘုရားကကျွန်တော်တို့ကိုတိုက်ရိုက်တယ်စကားပြောချင်နေတဲ့ဘုရားဖြစ်ပါတယ်အာမင်ဘုရားသခင်စကားပြောနေသည်ဟာလေလုယာ